ဒီတစ်ခါလဲ infinite ကနေပြီးတော့အသစ်ထွက်လာတဲ့ကောင် infinite ရဲ့ GT 30 Pro ဆိုတဲ့ gaming phone ပေါ့ပြောရရင်ဒီကောင်ကဈေးတသက်သက်သာနဲ့ gaming အတွက်ဦးစားပေးပြီးသုံးကျင်နေဆိုတဲ့သူတွေအတွက်ထွက်လာတဲ့ကောင်မျိုးဆိုတော့15သိန်းဝန်းကျင်က GT 30 Pro ကဘာတွေကောင်းလဲတကယ်ကော gaming အတွက်အဆင်ပြေလားဒါလေးကိုမျိုးလေးကိုလုပ်ပေးမယ်ဆိုတော့ကျွန်တော်တို့ဒီ view လေးကိုစလိုက်အောင် ဆိုတော့ပထမဆုံးဒီ GT 30 Pro ကိုလက်ထဲမှာစကင်တာနဲ့တတိထားမိတာကသူ့ရဲ့အလေးချိန်တော်တော်လေးကိုမှပေါ့တယ် gaming phone တစ်လုံးလေးနဲ့လက်ထဲမှာဂိမ်းချာဆော့တဲ့အခါမှာ၄မိနစ်အောင်မလုပ်ထားရမျိုးပြီးတော့နောက်တစ်ခုညနေဆိုရင်ဘေးပေါင်လေးလုံးမိထားတာဒီဘေးပေါင်လုံးမိထားတာကဘလောက်ထိကောင်းလဲဆိုရင်ကျွန်တော်တို့လက်ထဲမှာကင်တဲ့အခါခင်းဆော့လို့ကြိုင်တဲ့အခါမှာလက်ကိုစူးနေရတယ်ပါမရှိဘူးပြီးတော့ဒီအနောက်ဖုံးလေးတွေကိုလည်းတသေးလေးလုံးမိထားရမျိုးလေးကတော်တော်လေးကိုတသက်ရရရှိရပြောချင်တာကခင်းဆော့ဖို့အတွက်အသေးစိတ်လက်ထဲမှာ hand grip ကောင်းအောင်ကြိုင်လို့ကောင်းအောင် လက်ကြီးလေးမနေအောင်လုပ်ပေးထားတဲ့ပုံစံမျိုးပြီးနောက်တစ်ခုထူးဆန်းတာကဒီကောင်ရဲ့အနောက်ကျောဖက်ဒီဇိုင်းဒီကောင်ကလည်းဒီအရင် GD Johnny Brown ကလည်းမီလင်းနဲ့ဆိုပေမဲ့ဒီကောင်ကလုပ်ပေးတဲ့မီဒီဇိုင်းအရင်လိုအဝိုင်ကြီးမဟုတ်တော့ဘဲတော်တော်လေးကြည့်လို့ကောင်းသွားတယ်တကယ်ကိုဒီဖုန်းက gaming vibe အပြည့်နဲ့ဖုန်းမျိုးဆိုတာမျိုးကိုဒါတန်းပြီးတော့တည်သားစေတဲ့အချက်မျိုးတော်တော်များများဒီဒီဇိုင်းကပို့ပြီးတော့ကြကြမယ်လို့ဒါထင်တယ်ပြီးနောက်တစ်ချက်အနေနဲ့ဆိုရင်ဒီကောင်ရဲ့အားတာချက်ပေါ့နော် ဘာလဲဆိုတော့15သိန်းဝန်းကျင်မှာ gaming trigger ပေါ့နော်ဒါ air trigger တွေပါတဲ့ဖုန်းဒီကောင်က air trigger ဒါ touch လိုပဲဟိုခလုတ်လိုတော့မဟုတ်ဘူးဒါပေမဲ့ဒီကောင် air trigger ကဘာမိုက်လဲဆိုရင် gain ဆုံးလို့ရတယ်မကဘူးကျွန်တော်ဒီ patch ကြီးလိုပေါ့မှာတနက်ပြတဲ့နေရာတွေဒါမျိုးတွေတုံးလို့ရတာမဟုတ်ဘဲနဲ့သူ့ရဲ့ air trigger ကကျွန်တော်တို့ဒီ iPhone တို့ကျွန်တော်ဒီ Vivo H ညာ Ultra မှာပါတယ်လို့ကင်မရာရိုက်တဲ့အခါမှာလည်းဒီကောင်က shutter button တွေနဲ့တုံးလို့ရတယ်အဲကောင်းကောင်းရိုက်လို့ရတယ်ဖိထားလို့ရှိရင်15ပုံလောက်ကိုတွဲလိုက် brand ကိုကြိုက်သွားတာမျိုး အားလေးရတော်တော်လေးကိုမှအဆင်ပြေတယ်။ပြဒီကောင်းရဲ့ display ပိုင်းဒီကောင်းရဲ့ display က6.78 inch ကိုမှ AMOLED panel ဒါကိုမှ 144Hz ကိုတုံးပေးထားရဲဆိုတော့ display ကလည်းတော်တော်မဆိုးဘူး။တခုတတိထားမိရာသဘောကျဖို့ကောင်းတာကသူ့ရဲ့ display ကရုပ်တရက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Tavo 4 Pro လို့လို့ဒါ16 Pro လို့လို့ဒါမျိုးလေးပေါ့နော်ဒါအဲတမျိုးလေးပေါ့ဘယ်လိုလေးလဲမသိဘူးလုံးလုံးလေးလုတ်ပေးထားတာတော်တော်ကြည့်လို့ကောင်းတယ်။အဲအရင်လို၄ဆန်ဆန် display ရေမုတ်ပဲနဲ့ဘေးပေါင်းလုံးလုံးလေးနဲ့တော်တော်ကိုမှကြည့်လို့ကောင်းတဲ့ display ဖြစ်သွားတယ်။ပြီးတော့သူ့ရဲ့ bezel လေးရဲ့ချင်းလေးကလည်းတော်တော်လေး ေးကိုပါတယ် full view experience ကောင်းကောင်းရတဲ့အနေအထားမှာရှိတယ် performance အနေနဲ့ဆိုရင်ဒီကောင်က dimensity 6350ဆို 5G ကိုတုံးပေးထားတာအဲသူ performance ကလည်းသူ့နေထိုင်တဲ့သူတော်တော်လေးကိုမှကောင်းတယ်ဒါကိုမှသူက 8OS 15 for GD ဆိုပြီးတော့လာတယ်အဲတချို့ gaming optimization တွေပါတယ်ဆိုရင်ဒီကောင်မှပို့ပြီးတော့တုံးလို့ကောင်းတယ်ဆိုပါမျိုးပေါ့အဲကြောင့် gaming gaming poster ပေါ့သိရမှာဒါမျိုးတွေဒီကောင်မှာတုံးလို့ရတယ်အဲဆိုတော့သူက gaming ဘက်ကိုပို့ပြီးအသားပေးတာဖြစ်တဲ့အတွက်ဒီကောင် performance ကို AOS မှာရောဒါ gaming အတွက် boost လုပ်လို့ဟာဟာမျိုးလေးဒါမျိုးလေးဒီကောင်က support လုပ်ပေးထားတာဆိုတော့ဒါ gamer တွေကတော်တော်လေးကိုမှအဆင်ပြေတယ်ကင်မရာကတော့ one way megapixel ဥမာဒါ8 megapixel ultra wide နဲ့လာတယ်နှလုံး ကင်မရာကတော့ဒီလိုဖုန်းဆိုရင်မလည်းသူ့ကင်မရာကတော့တော်ရင်သူမဆိုးဆိုတဲ့အနေထားမှာရှိရယ်။ရိုက်ကြီးရတဲ့ပုံလေးကလည်းတော်တော်လေးကိုမှအဆင်ပြေတယ်။အန်ဒါကတော့နောက်မှကင်မရာတက်ဆိုပြီးတော့ post တက်တက်ခုလုပ်ပေးမယ်။ပြီးတော့ဒီကောင်ရဲ့ battery battery ကတော့ဒီကောင်က9500 mAh ကိုမှ 45W fast charger နဲ့လာတယ်။ပြီးတော့ကျွန်တော်ဒီသိရမလား9500 45W ဆိုတာနည်းနည်းလေးနှီးဟိုအားဝင်တာနည်းနည်းလေးနည်းတယ်ဆိုပေမဲ့လည်းသူနှုံးနဲ့သူကတော်တော်လေးကိုမှအဆင်ပြေတယ်။အဲပြောချင်တာက battery အရင် မြန်အောင်ဟိုဘက်နဲ့45ဝက်ကလည်းသူ့အနေထိုင်ရသူသူ့ကြိုးသူ့ကောင်းနေဆိုရင်တော်တော်လေးမြင်နေနေထိုင်မှာရှိတယ်။ Stereo speaker ပဲ analysis fingerprint ပဲ။အများကြီးသိပ်ပြီးတော့ကျွန်တော်တို့ trade through ပြောင်းလဲသွားမှာမရှိဘူး။ဒါပေမဲ့သူ့ရဲ့ design တွေသူ့ရဲ့ဒီ display ပုံစံမျိုးတွေပြတကောင်လုပ်ပြီးထားတဲ့ performance တွေဒါတွေကတော့တော်တော်လေးကိုမိုက်လာတယ်။ Etric ကလည်းအရင်နှစ်ကတည်းကဆိုင်တော်တော်လေးကိုမှ find လာတယ်။ဆိုတော့15သိန်းဝန်းကျင်မှာဘလို့လူတွေဝယ်တင်နေဆိုရင်ရှင်းပါတယ်။ Official global ထဲက performance ကောင်းကောင်းနဲ့ ဂိမ်းစောချင်တယ်ဆိုရဲသူတွေအဲအဲ့လိုမျိုးပဲနဲ့ကိုကဒီ display ဘိုင်းကိုကြိုက်လို့ official global ထဲကဒါ all round အနေနဲ့တွဲပြီးတော့ရွေးပြီးတော့သုံးမယ်ဆိုရဲသူတွေတို့ကလည်းအဆင်ပြေရဲ့အနေထားမှာရှိတယ်ဘယ်လိုပဲပြော15သိန်းဝန်းကျင်မှာဒီလို design ဒီလို performance ဒီလို attractor တွေနဲ့ဒီလို display မျိုးနဲ့ form မျိုးကနည်းနည်းတော့ရှားလိမ့်မယ်အဲ PR လုံးနေပြောမှာပေါ့နော် official global ထဲမှာ ဒါလို့ဆိုရင်တော့ Infinite ရဲ့အသစ်ထွက်ထားတဲ့ GT 30 Pro ကဘယ်လိုလူတွေသုံးသင့်လဲဘယ်သူတွေအတွက်ပိုကန့်မလဲဆိုတော့ဒီလောက်ပြောထင်တယ်ဆိုတော့ကိုလူလိုဆိုရင် GT 30 Pro ဘယ်လိုမျိုးအမြင်ရှိလဲအောက်က comment မှာဆွေးနွေးပေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်ထပ်ပြီးမှပြန်လို့ကြားပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဲ့ဒါပဲကြော်ယူပါ Yangon Mobile Store